မြန်မာနေဦးခရိုနီကယ်အော်တိုဘာလ23ရက်နေ့မြင်တွင်မငိမ့်ချမ်းသောကာလမှာလုံမဲ့ငိမ့်ချင်းသဘောတူစာချုပ် NCA 10နှစ်ပြည့်အထိမ်းအမှန်လွန်ခဲ့တဲ့10နှစ်2015ခုနှစ်အော်တိုဘာလ15ရက်နေ့မှာတိုင်းရင်းသားလက်နက်ကိုင်ခုနှစ်ဘွဲနဲ့ ABSDF စုစုပေါင်း10ဘွဲနဲ့မြန်မာနိုင်ငံအစိုးရဘက်ကသမရဦးသိန်းစိန်လက်မှတ်ရေးထိုးခဲ့ကြတာပါ2017ခုနှစ်နောက်ပိုင်းကစလို့အပြစ်ခတ်ရဲစဲရေးနဲ့ငိမ့်ချမ်းရေးအတွက်ဆိုပြီးအလွတ်သဘောဆက်သွယ်စကားပြောဆိုမှုတွေဆွေးနွေးမှုတွေကနေ၅နှစ်နီးပါးအကြာ နောက်တစ်ကြိမ်ရွေးကောက်ပွဲမတိုင်ခင်မှာအထက်ပါလက်နက်ကိုင်အဖွဲ့ရှိဖွဲ့နဲ့တနိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCE ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။2015ခုနှစ်အောက်တိုဘာလ15ရက်မှာလက်မှတ်ရေးထိုးတဲ့လက်နက်ကိုင်အဖွဲ့ရှိဖွဲ့ကိုကြည်ရင်လူအင်အားထိန်းချုပ်နေမြေအတဲဝင်းတွေအရာ KNU အဖွဲ့နဲ့ RCSS ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီနှစ်ဖွဲ့ကသာအဖွဲ့ကြီးရဲလို့ဆိုနိုင်ပါတယ်။ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီချင်းအမျိုးသားတအူး ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မရော KNU KNLPC နဲ့ပုပ်အမျိုးသားလွတ်မြောက်ရေးတက်မရော APSDF တို့ဟာအင်အားအရာရောထိမ့်ထုံနေမြေအကျယ်ဝင်ရပါကြီးမားကျယ်ပြန့်မှုမရှိကြတာတွေ့ရပါလိမ့်မယ်2015ခုနှစ်မှာလက်မှတ်မရေးထိုးခဲ့ကြတဲ့အဖွဲ့တွေအများပြားကြန့်ရှိသေးပြီး2018ခုနှစ်မှာမွန်ပြည်တစ်ပါတီ MNSP နဲ့လာဟုဒီမိုကရက်တစ်ယူနီယံ LDU တို့ ဒုတိယအတုံအနေနဲ့ NCA ကိုလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်2015ခုနှစ် NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့်ထို့စဉ်အခါကတော့မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့နှိစက်လာပြီလားဆိုတော့ညှော်လင့်ချက်ရောင်ကြီးအတိုင်းအတာတစ်ခုထိရှိခဲ့ကြတာဖြစ်ပါတယ်2016ခုနှစ်နှစ်ဆက်မှာ2015ခုနှစ်အထွေထွေရေးကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖြစ်တာဝန်ယူတဲ့အချိန်မှာမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ညှော်လင့်ချက်ရောင်ကြီးတွေပုံမတော့ပါလာခဲ့ပါတယ် ဒါပေမဲ့ငိမ့်တဲ့ညီလာခံတွေကျင်းပါလာတဲ့အခါမှာစစ်တပ်ရဲ့သဘောထားနဲ့နောက်ပိုင်း NLD အစိုးရကိုနိုင်ကတချို့သောအကြောင်းအရာတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သဘောထားကွဲလဲမှုတွေရှိလာတဲ့နောက်ငိမ့်တဲ့ညီလာခံတွေရဲ့ရလက်ကရှေ့သိမ့်မရောက်နိုင်ခဲ့တာတွေ့ရပါတယ်။ NLD အစိုးရတာဝန်ယူတဲ့2016ခုနှစ်ကနေ2020ခုနှစ်တွေအတွင်းငြိမ်းချမ်းရေးလုပ်ငန်းစွေနေမအောင်မြင်အောင်စစ်တပ်ကကန့်လန့်ခံထားတာကို2020ခုနှစ်ဩဂုတ်လငြိမ်းချမ်းညီလာခံမှာ တက်ချုံမင်းအောင်လိုင်းမိကွန်ပြောချိန်မှာအထင်ရှားဆုံးမြင့်တွေ့ခဲ့ကြရတာပါညီချင်းညီလာခံနဲ့မလိုက်ဖက်တဲ့စကားလုံးတွေတုံပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်စစ်အာဏာမသိမ်းမီကာလကတိုက်ပွဲပြင်းပြထန်ထန်ဖြစ်ပွားခဲ့တာပြန်ကြည့်ရင်ကချင်ပြည်နယ်ကိုကန့်ဒေသနဲ့ရခိုင်ပြည်နယ်တို့ဖြစ်ပါတယ်1994ခုနှစ်ကတည်းကအပြစ်ခတ်ရဲစဲထားခဲ့တဲ့ KI နဲ့စစ်တပ်အကြတိုက်ခိုက်မှုတွေက2017ခုနှစ်ဇော်လမှာပြန်လည်ထွက်ပေါ်လာခဲ့တာယခုချိန်ထိဖြစ်ပါတယ် ရခိုင်ပြည်နယ်မှာတော့အင်အားကြီးလာတဲ့အာရကန်အာမီနဲ့2018ခုနှစ်2019ခုနှစ်တွေမှာပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ကိုကန့်ဒေတာကတော့2015ခုနှစ်ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDA ကစစ်တပ်အခြေချထားတဲ့ကိုကန့်ဒေတာကိုတိုက်ခိုက်ခဲ့ပြီးလက်အတန်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါဒီလိုနောက်ခံအနေအထားမှာ2020ခုနှစ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်ထပ်မံအနိုင်ရရှိပြီး၃လအကြာမှာစစ်အာဏာသိမ်းမှုဖြစ်ခဲ့ရာက MCA စာချုပ်ကဘာမှအသုံးမဝင်တော့တဲ့အရာတစ်ခုအဖြစ်ကိုရောက်ရှိခဲ့တာပါအာနာသိန်းစစ်တပ်အနေနဲ့ MCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အတော်တော်များများနဲ့လက်နက်ကင်တိုက်ပွဲတွေပြင်းပြထန်ထန်ဖြစ်နေပြီမင်းတခြားတပ်ဖက်မှလည်း MCA ကိုကင်ဆယ်ထားတဲ့အောင်ဟန်ဆောင်ပြောဆိုနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းငြိမ်းချမ်းဆွေးနွေးဖို့ဖိတ်ခေါ်မှုတွေအကြိမ်များစွာကြီးညာကမ်းလှမ်းခဲ့ပြီမင်းအင်အားကောင်းတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အများစုက2021ခုနှစ်မှာအာနာသိန်းခဲ့တဲ့စစ်တပ်ကိုဘယ်လိုနည်းနဲ့မှမယုံကြည်နိုင်ကြတော့တဲ့ အနေအထားရောက်ရှိသွားတာပါ။နောက်တစ်ချက်ကတော့အခုလိုအာနာသိန်းစစ်တပ်ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ဒေတာအလိုက်ဖွဲ့စည်းထားတဲ့ PDF တပ်တွေတပြိုင်တည်းတိုက်ခိုက်နေချိန်မှာမိမိတို့ဒေတာလွတ်မြောက်ရေးအတွက်တိုက်ခိုက်ဖို့အကောင်းဆုံးသောအခွင့်အလမ်းအဖြစ်ရှုမြင်ထားကြတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာပဲရခိုင်ကရင်နီရှမ်းမြောက်ဒေတာကကိုကန်တောင်းလက်နက်ကိုင်နဲ့ချင်းပြည်နယ်မှာ CNF ကချင်မှာ KIA တပ်တွေက အာနာတိန်စစ်တပ်ကိုတိုက်ခိုက်ပြီးမြို့တွေနဲ့နယ်မြေတွေသိမ်းယူနိုင်ခဲ့ကြတဲ့အနေအထားဖြစ်ပါတယ်။ဒီလိုအချိန်မှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေကဘယ်လက်နက်ကအဖွဲ့ကိုမှဆွဲဆောင်နိုင်မယ့်အလားအလာမရှိတာအမှန်ပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာကနိုင်ငံရေးလှည့်ကွက်အသုံးချဖို့အရာတစ်ခုအဖြစ်သာလက်နက်ကအဖွဲ့တွေကမှတ်ယူနေကြမှာဖြစ်ပါတယ်။နိုင်ငံရေးပြဿနာကိုအချိန်တစ်ချိန်ကြာရင်သို့မဟုတ်နောက်ဆုံးအဆင့်ကြာရင် စပွဲပိုင်းမှာဖြေရှင်းကြမှာပဲဆိုတဲ့ဆိုယိုးစကားရှိပေမဲ့လည်း ဇပွဲဝိုင်းမှာမျက်နှာချင်းဆိုင်ထိုင်ကြတဲ့အခြေအနေမှာမိမိရဲ့တက်အင်အားတိုက်ခိုက်သိမ်းယူနိုင်မှုအစတဲ့အချက်လက်တွေကိုလက်ဝယ်စုပ်ကင်ထားနိုင်မှာမိမိတို့လိုလားချက်ကိုတစ်ဖက်ကလိုက်ရောလိမ့်မယ်ဆိုတဲ့ယူဆမှုအစင်လာရရှိတာကိုလည်းလစ်လူရှုလို့မရတဲ့သဘောဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြစ်ခတ်ရဲစဲရေးတွေလို့ဆိုရင်ပြည်ရင်းကအင်အားအချက်လက်တွေနဲ့ကြီးတွက်ချက်လို့မရပဲအိန္ဒိချင်းအင်အားကြီးတရုတ်နိုင်ငံရဲ့ရက်တီမှုမြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့၎င်းရဲ့အကျိုးစီးပွားအတွက်ချမှတ်မဲ့မူဝါဒဆိုတာတွေကလည်း အရေးပါနေတာဖြစ်ပါတယ်။အာနာသိစစ်တပ်အနေနဲ့လက်တလောပြန်လဲအာယူလာနိုင်ထိုးစစ်ဆင်လာနိုင်တာတွေမှာအိန္ဒိချင်းတရုတ်နိုင်ငံရဲ့ထောက်ခံမှုက အများကြီးပါဝင်နေတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုတရားရဂိုင်းနှုတ်အဆုံးဖြတ်ပေးနိုင်တယ်လို့တော့မဆိုနိုင်ပေမယ့်လမ်းကြောင်းတွေကွေသွားအောင်တန့်သွားအောင်ပြောင်းပြန်ပြန်လဲရွေ့လျားသွားအောင်အတိုင်းအတာတစ်ခုတည်းတော့စွန့်နိုင်တယ်လို့ဆိုနိုင်ပါတယ်။2025ခုနှစ်အစမှာပဲလေကိုကံလက်နက်ကိုင်အဖွဲ့ကိုစစ်စင်ရေးတွေရပ်တန့်အောင် သိမ်းယူထားတဲ့လာရှုမျိုးပြန်လည်လက်လွတ်အောင်တရုတ်နိုင်ငံအနေနဲ့ဆွမ်းဆောင်ခဲ့တာတွေ့ရမှာပါအခုရက်ပိုင်းကျင်းပမယ် NCA 10နှစ်ပြည့်အထိမ်းအမှတ်နဲ့ငြိမ်းချမ်းရေးစကားဝိုင်းဖိုရမ်တွေကိုတရုတ်နယ်စပ်မှာအခြေစိုက်တဲ့ UWSA NDAA မိုင်းလာအဖွဲ့ SSPP SSA တို့တက်ရောက်ဖို့သဘောတူခြင်းဟာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်မြန်မာစစ်တပ်ဟာအခုလို NCA စာချုပ်ကိုဆက်လက်စုပ်ကိုင်ထားအောင်မေသာဆိုရင်မျက်မှောက်စီရင်နိုင်ငံရဲ့အခြေအနေတွေနဲ့ကိုက်ညီခြင်းမရှိတော့တာမို့ တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေဤလက်ခံမှုကိုအပြည့်အဝရရှိမှာမဟုတ်ပါဘူး။ဒါအတူ2008အခြေခံဥပဒေကိုကင်ဆယ်ပြီးနောက်တစ်ကြိမ်ရွေးကောက်ပွဲလုပ်ပြန်ရင်လေစစ်ရေးကောနိုင်ငံရေးရပါလက်လွတ်ထားတဲ့နယ်မြေတွေအများပြားရှိတာအပြင်လူတို့ဤလက်ခံမှု ထောက်ခံမှုအပြည့်အဝမရှိတာကြောင့်ရွေးကောက်ပွဲရလက်ကတေချာခြင်းမရှိဟုဆိုနိုင်ပါရဲ့ရှင်။